င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်ဦးလင်းမြို့ကရေချမ်းအုပ်ရပ်ကွက်မှာရှိတဲ့ပြည်သူပိုင်မြေဧက200ကျော်ကနေအိမ်တွေကိုဂျမ်ဖက်စကောက်စီတပ်ကအတင်းကျပ်ဖျက်ဆီးသွားပြီးတဲ့နောက်ဒူဘုံမူကြီးဒိန်းတိုင်းထုံးအမည်နဲ့တပ်ပိုင်မြေအဖြစ်ရှောက်ထားလိုက်ပြီးလမ်းမာတဲ့မျက်နှာစာမြေဧက90ခုအချက်ဖက်မင်းအောင်လိုင်းရဲ့တအောင်ပြေဆုံးကရောက်မှဖြစ်တယ်လို့ဆိုပါတယ် ကချင်ပြည်နယ်ဗမောမြို့တိုက်ပွဲမှာအချက်ဖတ်စကောက်စီရဲ့ခမရ3တက်ကိုတက်ကစစ်ကြောမှုဗိုလ်ကြီးခန့်ထန်အောင်ဆိုသူပါပွဲချင်းပြီးသိသွားပြန်တဲ့အပြင်စစ်သားတွေရဲ့မပါအလောင်းကြီးလဲစုပုံနေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်လူမျိုးရေချမ်းအိုးရက်ကွက်မှာရှိတဲ့ပြည်သူပိုင်းမြေဧက200ကျော်ကနေအိမ်တွေကိုစစ်တပ်ကအတင်းအကျပ်ဖျက်ဆီးသွားပြီးတဲ့နောက် ဒူဘိုမူဂျီသိန်းနိုင်ထော့အမည်နဲ့တပ်ပိုင်းပြည်အဖြစ်ရှောက်ထားလိုက်ပြီးလမ်းမာတဲ့မျက်နှာစာမြေဧက90ကိုအကြက်ဖက်မင်းအောင်လည်းရဲ့တာအောင်ပြည်စုံကရိုက်မှာဖြစ်တယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတင်အကြက်ဖက်စကောက်စီထိန်းချုပ်ထားရပြူးလွေမြို့ကတမတော်နီးပညာတက္ကသိုလ်အရှိရေချမ်းအုပ်ရက်ကွက်မှာရှိတယ်။ပြည်သူပိုင်းမြေဧက200ကျော်ကနေအိမ်တွေကိုစစ်တပ်ကဖျက်ဆီးသွားပြီးတဲ့နောက် အဲ့ဒီမြေနေရာတွေကိုဒူပိုမူကြီးသိမ့်နိုင်ထော့အမည်နဲ့တပ်ပိုက်မြေအဖြစ်ရှောက်ထားလိုက်တယ်ဆိုပါတယ်တကယ်တော့တပ်ပိုက်မြေမဟုတ်တဲ့နေရာကိုတပ်ပိုက်မြေဆိုပြီးစစ်တပ်ကအတင်းအကျပ်ပြည်သူတွေကိုနှင်ထုတ်ဖမ်းဆီးပြီးတော့ကိုအပိုင်သိမ့်လိုက်တဲ့သဘောဖြစ်တယ်လို့ဒါဟာပြည်သူတွေကိုတမင်ကအနိုင်ကျင့်တာထင်ရှားပါတယ်လို့လည်းနေအိမ်ဖြိုဖျက်ခံလိုက်ရတဲ့ပြည်သူတို့ကပြောထားပါတယ်အဲ့ဒီလို့ စစ်တပ်ကတပ်ပိုင်းမြေအဖြစ်ရှောက်ထားလိုက်တဲ့ဘျူးလင်မြို့ကရေချမ်းအိုးရက်ကွက်ကပြည်ပိုင်းမြေအေက200ကျော်တဲမှာရှိတဲ့လမ်းမာတိုင်းမျက်နှာစာမြေအေက50ကိုအကျန်းဖတ်မင်းအွန်လိုင်းရဲ့တာအောင်ပြေဆောင်ကရောက်မှဖြစ်ပြီးအဲ့ဒီနေရာကိုအောင်ပြေဆောင်ရဲ့ပုတ်တိကစောက်လို့ရေလုပ်ငန်းတွေလုပ်ကင်ဖို့ရှိတယ်လို့လဲစစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်အဲ့ဒီမြေနေရာကိုတပ်ပိုင်းမြေအဖြစ်သိမ်းယူခဲ့တာကတော့ဒုတိယဗိုလ်မှူးကြီးတိန်းတိုင်းထွန်းဗိုလ်မှူးပြည့်ဖြိုးအောင်ဗိုလ်ကြီးတိန်းတန်းစောတို့ကဦးဆောင်ခဲ့တာဖြစ်ပြီး အခုလက်ရှိတပ်ပိုင်းမြေအဖြစ်ရှောက်ထားလာတာကတော့ဒုဗိုလ်မှူးကြီးသိန်းနိုင်ထွန်းအမည်နဲ့ရှောက်ထားလာတာဖြစ်တယ်လို့အဲ့ဒီပြည်ဦးလွင်ရေချမ်းဦးရက်ကွက်ကမြေအီက200ကျော်ကိုစစ်တပ်ကသိမ်းယူမှုရဲ့နောက်ွယ်မှာအကြံဖတ်မင်းအွန်လိုင်းရဲ့တာအောင်ပြည့်စုံအပါဝင်ဗိုလ်ချုပ်တွေကသူတို့ရဲ့အကျိုးစီးပွားအတွက်အဓိကပူးပေါင်းကြံစည်ခဲ့ကြတာဖြစ်တယ်လို့လည်းစစ်တပ်သတင်းအရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ တချင်းပြည်နယ်ဗမော်မြို့တိုက်ပွဲမှာအချက်ဖက်စကောင်စီရဲ့ခမရ319တက်ကစစ်ကြောမှုဗိုလ်ကြီးခန့်ထက်နောင်ဆိုသူပါပွဲချင်းပြည်ကိုတိတ်သွားပြန်တဲ့အပြင်စစ်သားတွေရဲ့မသားအလောင်းတွေလည်းစုပုံနေတယ်လို့ KIA စီးရဲတရင်အင်မီကရန်ကုန်ခေတ်ကိုပြောပါတယ်။လက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလည်းစစ်ကောင်စီတပ်သားတွေအတုံယုံအပုံလိုက်တိတ်နေကြတဲ့မသားအလောင်းပုံတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်။ဒါကတော့ ကချင်ပြည်နယ်မှာ KIA ပူပေါင်းတပ်တွေဆင်နှဲနေတဲ့ဗမော်မျိုးသိမ့်တိုက်ပွဲတွေအချက်ဖက်စကောင်စီဘက်ကကမ္မရ3တကိုတက်ရဲ့စစ်ကြောင်းမှုဗိုလ်ကြီးခန့်တန့်အောင်ဆိုသူဟာအော်ဂူလာ25ရက်နေ့ကပဲတော်လိုင်းတပ်တွေရဲ့လက်ချက်နဲ့ပွဲချင်းမီကိုတိတ်သွားပြီဆိုပါလေဒါပြင်အဲ့ဒီဗမော်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကတည်တဲ့သူတွေတော်တော်ကိုများနေပြီအဲ့ဒီစစ်သားမပါအလောင်းတွေဟာဟိုနေရာဒီနေရာစုပုံနေတာကိုတော်လိုင်းတပ်တွေက ဓာတ်ပုံတွေနဲ့တကွမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ KIA စီးရီးသတင်းအရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီတဲကဗမော်မြို့ဇာတိဖြစ်တဲ့စစ်ကောင်စီရဲ့ခမရ319တက်ကစစ်ကြောင်းမူဘူကြီးခန့်ထက်အောင်ဆိုသူဟာတော်လန်ရေးတပ်တွေရဲ့ဒရုန်းစာမိပြီးပွဲချင်းပြီးကိုတေသွားပြီဖြစ်တယ်လို့အဲ့ဒီစစ်ကြောင်းမူဘူကြီးခန့်ထက်အောင်ဆိုသူဟာလွန်ခဲ့တဲ့နှစ်လဝင်းကျင်ကမှဗမော်ဒေသကိုပြောင်းရွှေ့လာတာဖြစ်ပြီးသူဟာစစ်တပ်ကတို့အပတ်စဉ်61ကျောင်းစင်းဖြစ်တယ်လို့အခုတော့သိပြီလို့ KIA စီးရီးသတင်းရင်းမြစ်ကပြောထားပါတယ်။ လက်ရှိဘုံဘုံမြို့မှာတော့ KIA ပူပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်အကြားစစ်ရေးတင်းမာနေပြီးတိုက်ပွဲတွေအတွင်းအသီးသီးတိတ်ကုန်ကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့မသားအလောင်းတွေစီကနေလည်းလနခဲရဲ့အမြောက်အများကိုပါတော်လိုင်းတက်တွေကတင်းစီရရှိထားသေးတယ်လို့ KIE စီရီသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ပဲခူးတိုင်းကအချက်ဖက်စကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတော်လိုင်းတက်တွေကရှော့တိုက်ဒုံ၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်ကအရာရှိ2ဦးအပါဝင်6ဦးကတော့အသီးသီးတေုံကြတဲ့အပြင်အရာရှိနေအိမ်နဲ့ဘားတိုက်ပါမိလောင်ပျက်စီးသွားတယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဩဂုတ်လ26ရက်နေ့ကပဲဘကိုးတိုင်းကအချမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို BWN တပ်ဖွဲ့ရဲ့ဦးဆောင်မှုနဲ့ KNLA PDF ပူးပေါင်းတပ်တွေက short တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ short တိုက်တုံး၅လုံးတည်းက၄လုံးကတော့ပြစ်မှတ်နေရာတွေကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးစေကောင်းစီဘက်ကအရာရှိ၂ဦးနဲ့အခြားအဆင့်စစ်သား၄ဦးအပါဝင်စုစုပေါင်း၆ဦးကတော့အတီးသီးတိတ်ကုန်ကြတဲ့အပြင်အရာရှိနေအိမ်နဲ့ဘားတိုက်ပါမိလုံပျက်စီးသွားတယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အဲ့ဒီလိုစေကောင်းစီဘက်ကတိတ်ဆုံးမှုနဲ့ပျက်စီးမှုအခြေအနေကို BWN တပ်ဖွဲ့ရဲ့တည်င်းရင့်မြင့်များစွာတဲ့ကတူညီတဲ့အချက်အရာ ထုတ်ပြန်တာဖြစ်တယ်လို့လည်း BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ကရင်ပြည်နယ်ကအာရှလမ်းကိုထိုးစစ်ဆင်နေတဲ့အချက်ဖက်စကောင်စီတပ်ရဲ့မအောင်မြင်တဲ့အောင်စရစစ်ကြောင်းကနေဒေါ်လာရေးတပ်တွေစီကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုကိုဘရာစစ်ကြောင်းခေါင်းဆောင်ဗိုတာဘော့ကဥဆောင်ပြီးကြိုးစုပ်ခဲ့တယ်လို့ Black Panther Colin တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရခိုင်ခေတ်ကိုပြောပါတယ်။ ဒါကတော့မြောက်ရီကော့ဂရိတ်အာရှလမ်းမကြီးပေါ်မှာအလင်းဝင်ရောက်ခဲ့တဲ့အချက်ဖက်စစ်ကောင်စီရဲ့အောင်စရာစစ်ကြောင်းကစစ်သားတွေကိုလေးလအတွင်းမှာပဲဘူတာဘောအဖွဲ့ကနွိနွိတွိတွိကြိုဆိုခဲ့ပြီးပါလာတဲ့လက်နက်တံပိုးအလိုက်စုငွေတွေလည်းချီးမြှင့်ပေးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလိုအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတွေဟာဘသူမှဖိအားမပေးဘဲသူတို့ရဲ့သဘောဆန္ဒအတိုင်း PDF တင်ဒန်းတွေတက်ပြီးတော့ပါအခုဆိုရင်တော်လန်ရေးတက်တွေနဲ့အတူစစ်တပ်ကိုပြန်တိုက်နေတဲ့သူတွေလည်းရှိနေပြီလို့ Blood Panther Colin ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်အခုနောက်ပိုင်းအဲ့ဒီစစ်ကောင်စီရဲ့မအောင်မြင်တဲ့အောင်စရာစစ်ကြောင်းကနေထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတဲ့သူတွေဟာစစ်မှုရန်တပ်သားအစ်စ်တွေဖြစ်နေတယ်လို့အဲ့ဒီတပ်သားအစ်စ်တွေအကုန်လုံးကလည်းဘသူမှစစ်တပ်ထဲဝင်ကျင်လို့မဟုတ်ပဲအကြောင်းမျိုးမျိုးနဲ့စစ်တပ်ကတပ်သားတစ်စုစောင့်တာခံရပြီးရှေ့တန်းအပုတ်ခံရတာတွေကြီးပဲဖြစ်နေတယ်လို့ Black Panther Colin တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါသေးတယ်။လက်ရှိမှာလည်းအဲ့ဒီလိုအောင်စရစစ်ကြောင်းကနေအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုဗိုလ်တာပေါ်ဥဆောင်ပြီးတာဝန်ယူမှုအပြည့်နဲ့စောင့်ရှောက်ပေးထားသလိုနေရက်ကိုမပြောင်းနိုင်တဲ့စစ်သားတွေကိုလည်းသူတို့စန္ဒအတိုင်းခိုလုံခွင့်ပေးထားတယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့အဲ့ဒီအရှလန်မှာအချက်ဖက်စစ်ကောင်စီရဲ့မအောင်မြင်တဲ့အောင်စရစစ်ကြောင်းဟာနိုင်ငံတော်အဆင့်စစ်စင်ရေးဆိုပြီးရပ်ပိုင်းလောက်သာတွားရတဲ့မြောက်ပြည်မျိုးကို တို့စစ်တပ်ကခြိတက်နေတာဟာတနေ့ဝင်းကျင်ကြာသွားသည့်တိုင်အောင် အခုချိန်ထိမြဝရီမြို့ကိုမရောက်နိုင်သေးပဲတော်လန်ရေးပူပေါင်းတပ်တွေရဲ့တိုက်ခိုက်ချေမှုန်းမှုတွေကခံနေရတဲ့အခြေအနေမှာပဲရှိနေတယ်လို့ဒေတာတွေ့သတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဆက်ထဲမှာပဲဂင်းပြည်နယ်ကော့ကရိတ်မြဝရီအာရှလန်ကိုဂျပန်စစ်ကောင်စီတပ်ကစစ်အင်အား900ကျော်နဲ့ထပ်မံအင်အားဖြစ်ပြီးအမှတ်မရှိထိုးစစ်ဆင်မှုပြင်ဆင်လာပြန်တယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် အဲ့ဒီကော်ကရစ်မြောက်ရီအာရှလန်ကိုအဂျပန်စစ်ကောင်စီတပ်ကတနည်းဝင်းကျင်ကြတဲ့အထိအကြိမ်ကြိမ်ထိုးစစ်ဆင်နေပြီမယ်ကင်နဒီပီဒီပူပေါင်းတပ်ဖွဲ့တွေကိုဘလို့မှမကြော်နိုင်မယ်သူတို့စစ်တပ်စစ်ကြောင်းတွေသာတေတဲ့သူတွေတန်းရရတဲ့သူတွေမြောက်များစွာနဲ့အကြိမ်ကြိမ်တက်လန်ပြီးပြန်ပြန်ဆုတ်သွားရတဲ့အခြေအနေတွေဖြစ်နေတယ်ဆိုပါတယ်ဒါတော့အမှတ်မရှိသေးပဲဒီကနေ့ဩဂလ28ရက်နေ့မှာကော်ကရစ်မြောက်ရီအာရှလန်ကိုအဂျပန်စစ်ကောင်စီတပ်က စင်ရ900ကျော်နဲ့ထပ်မံအင်အားဖြစ်ပြီးထိုးစစ်ဆင်မှုပြင်းစင်လာပြန်တယ်လို့ကရင်စစ်ရေးတရင်ရင်းမြစ်ကပြောထားပါတယ်။အကြံဖက်စစ်ကောင်စီတပ်ဟာအဲ့ဒီကရင်ပြည်နယ်ကအာရှလန်အပါဝင်တင်ငန်းညီနောင်နဲ့မြောက်ရီကိုသူတို့စစ်တပ်ကသာအပြည့်အဝပြန်လဲထိန်းချုပ်နိုင်မှုအရှိန်ဟုန်မြင့်လှုပ်ဆောင်နေပြီမဲ့ဒေါ်လန်ဟိတပ်တွေရဲ့တိုက်ခိုက်ချေမှုမှုတွေကြားမှာသူတို့စစ်တပ်ကသာအထိနာပြီးပြန်ပြန်ဆုတ်ပြေးရတဲ့အခြေအနေတွေဖြစ်နေတာကြောင့်စစ်ကောင်စီတပ်က BGF တပ်ဖွဲ့နဲ့ DKBA တပ်တွေကိုပါသူတို့စစ်တပ်နဲ့အတူတော်လိုင်းတပ်တွေကိုပူးပေါင်းတိုက်ခိုင်းနေပြီအဲ့ဒီလိုသူတို့ပြောတဲ့အတိုင်းမလုပ်ရင် BGF တပ်ဖွဲ့နဲ့ DKBA တပ်အခြေဆိုင်ရာနေရာတွေကို လေနဲ့ဘုံကျဲမယ်ဆိုပြီးတော့ပါစစ်တပ်ကချင်းချောက်ထားသေးတယ်လို့လေကရင်စီရေးတရင်အရင်မိကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ဒင်းတိုင်းတည့်ချောင်းမြို့ကနေထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းဟာ မိုးရွှေဂုံးနဲ့စော်ဖျားခြေရွာနေအဖိုးအိုနှစ်ဦးကိုတတ်ဖြတ်ပြီးနေအိမ်80ကျော်ကိုပါမိရှုလိုက်ကြတဲ့အပြင်ပြည်သူပိုင်အဖိုးတန်ပစ္စည်းတွေကိုပါခိုးယူလူရဲသွားကြတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့အောက်လ18ရက်နေ့ကပဲတဲချောင်းမြို့ပေါ်ကနေထွက်လာတဲ့အချက်ဖက်စကောင်စီရဲ့ခမရ404နဲ့405တက်ရင်ကစစ်ကြောင်းဟာမိုးရွှေဂုံးနဲ့စော်ဖျားခြေရွာတွေကိုဝင်ရောက်ခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီအချိန်ပြည်သူတွေလက်ပေးလို့ရထွက်ပြေးခဲ့ကြပြီမြဲ ပြေးလို့မလွတ်တဲ့ကြေးရွာတွေကအဖိုးအိုနှစ်ဦးကိုစစ်ကောင်စီတပ်သားတွေကတပ်ဖြတ်လိုက်ကြပြီးပြည်သူပိုင်းနေအိမ်တွေတဲကတံပိုးရှိပစ္စည်းတွေကိုစိတ်ကြိုက်မှွေနောက်ခိုးယူလူရက်ပြီးတော့မှနေအိမ်အလုံး80ကျော်ကိုလည်းမိရှုဖြတ်စည်းခဲ့ကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်လက်ရှိမှာတော့အဲ့ဒီအချက်ဖတ်စစ်ကောင်စီတပ်စစ်ကြောင်းဟာသူတို့ခိုးယူလူရက်သွားတဲ့ပြည်သူပိုင်းပစ္စည်းတွေကိုကားနှစ်စီးနဲ့တဲပြီးရွာတွေကနေပြန်ထွက်သွားကြတယ်လို့ အဲ့ဒီပစ္စည်းတွေတဲမှာဗီဒိုတွေပါမချမ်းတီဗီရေခဲတက်တာတွေကအစအကုန်လုံးကိုကားနစီပေါ်တင်ပြီးတည်သွားကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့ရခိုင်ပြည်နယ်မြောက်ဦးမြို့ကရတပ်ပြည်သူတွေနေထိုင်ရာဒိုင်းကြီးရက်ကွက်ကိုအကြမ်းဖက်စကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာရခဲ့တဲ့ပြည်သူတွေတဲကနောက်ထပ်ပြည်သူ2ဦးထပ်မံတည်ဆုံးခဲ့ပြီးစုစုပေါင်းတည်ဆုံးသူပြည်သူ14ဦးအထိရှိလာပြီလို့အခါတတော် EE ကသတင်းထုတ်ပြန်ထားပါတယ် ဒါကတော့ဩဂုတ်လ25ရက်နေ့ညပိုင်းကပဲရခိုင်ပြည်နယ်မြောက်ဦးမြို့ကရသပြည်သူတွေနေထိုင်ရာဒိုင်းကျည်ရပ်ကွက်ကိုအချက်ဖက်စစ်ကောင်စီတပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်သွားမှုကြောင့်အလူလုတ်ဖို့ပြင်ဆင်နေတဲ့မိသားစုဝင်တွေအပါအဝင်ပြည်သူ၁၂ဦးသေဆုံးခဲ့တဲ့အပြင်နောက်ထပ်ပြည်သူအယောက်20ဝန်းကျင်ကဒဏ်ရာတွေရခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီလိုဒဏ်ရာရထားတဲ့ပြည်သူတွေတဲကနောက်ထပ်ပြည်သူဒေါ်အေးစန္ဒာနဲ့မောင်အောင်အောင်ဆိုသူတို့2ဦးဟာထပ်မံသေဆုံးသွားပြန်တဲ့အတွက်အဲ့ဒီဖြစ်စဉ်အတွင်း တိဆုံးသူပြည်သူ14ဦးတိရှိလာပြီဖြစ်တယ်လို့အရခတ်တော် AA ကသတင်းထုတ်ပြန်ထားပါတယ်အချမ်းဖတ်စစ်ကောင်စီတပ်ကတော့ရခိုင်ပြည်နယ်မှာအရခတ်တော် AA ကိုမနိုင်တာနဲ့ AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကရသပြည်တွေနေထိုင်ရာနေရာတွေကိုလိန်နဲ့ဘုံကျဲတိုက်ခိုက်မှုတွေရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်ပြီးစစ်ရသွေးမှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေကြတယ်လို့လည်းဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ Chishu